မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ဘကိုးမျိုးဝင်းနေမိတာယုံចောင်းတိုက်ဆရာတော်ဗဒ္ဒနာမူနေနာဘေးဝင်သားလိုက်ပါလာတဲ့ကားကို4ကားပေါ်မှာပါလာတဲ့စစ်ဘိုလ်စစ်သားများကဝိုင်းဝန်းပစ်ခတ်ခဲ့တယ်လို့ကံ30ပြည်ရတိစာတင်လိုက်ဆရာတော်ဗဒ္ဒနာဂုဏီကဘေးဝင်သားကမိန်ကြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇော်လ20ရက်နေ့မှာဘကုံးမြို့ဝင်းနေမီတာယုံကျောင်းတိုက်ကိုကံ30ပရိယတ်တိစာတင်လိုက်ဆရာတော်ဗရဏဂုဏိကာဘီဝင်သားကြွားရောက်လာတဲ့အချိန်မိန်ကြားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကံ30ဆရာတော်ဟာရွှေကျင်နီကာယဗဟုဌာနအစည်းအဝေးတက်ရောက်ဖို့အတွက်ဝင်းနေမီတာယုံကျောင်းတိုက်ဆရာတော်ဗရဏမုနေနာဘီဝင်သားနဲ့အတူရန်ကုန်မြို့ကနေပြီးတော့လေရင်နဲ့တရုတ်လေစိတ်ကိုကြွားရောက်ခဲ့ပြီးတော့ကံ30ဆရာတော်ရဲ့ဇာတိဖြစ်တဲ့ငန်းစုံမြို့နယ် ကြီကံမရွာကိုကားနဲ့တွားရောက်တဲ့အချိန်မှာဖောကားနဲ့လိုက်ပါလာတဲ့စစ်ပိုလ်စစ်သားများရဲ့ပြစ်ခတ်ခြင်းကိုခံခဲ့ရကြောင်းကံ30ပြည့်ရက်တီစာတင်လိုက်ဆရာတော်ဗဒနာဂုဏိကဘင်းဝင်သားကမိန်ကြားခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်နိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့ဆရာတော်တပါးဖြစ်တဲ့ဝင်းနေမိတာယုံចောင်းတိုက်ဆရာတော်ဗဒနာမူနေနာဘင်းဝင်သားကနေရာမှာတင်ပြန်လည်မှုသွားခဲ့ပြီးတော့ကံ30ပြည့်ရက်တီစာတင်လိုက်ဆရာတော်ဗဒနာဂုဏိကဘင်းဝင်သားကိုတော့ ကားမှန်ကွဲစားထိမှန်တဲ့ဒဏ်ရာသာရရှိခဲ့တယ်လို့သိရပါဗျ။တပည့်တော်တို့ရဲ့ကားဆရာကလည်းဖောကားကိုဘေးချပြီးတော့အတင်းမောင်းတာပဲ။အဲ့ဒီလိုအတင်းမောင်းတဲ့အခါမှာဖောကားဘော်ကနေတနက်နဲ့ဝိုင်းပြက်ပါတယ်။ကားကို9ချက်8ချက်လောက်မှန်ပါတယ်။အဲ့လိုပြက်တဲ့အခါမှာဖျားတပည့်တော်လည်းဘာမှမသိသူတို့ကလည်းဘယ်သူမှမသိပဲနဲ့ဖျားတပည့်တော်ကတကားကိုဖွင့်ပြီးတော့အပြင်ဘက်ကိုထွက်လိုက်ပါတယ်။ဖျားတပည့်တော်ရဲ့သင်္ကန်းတွေမှာသွေးတွေအလိတ်လိတ်အကက်ကက်ဖြစ်နေပါတယ်။ အဲ့ဒီလိုဖြစ်နေတော့ကားတဲ့ကိုကြိတ်လိုက်တဲ့အခါမှာအရှင်ဖျားတို့ရဲ့ညီတော်နောင်တော်ဒကာဒကမတို့ရဲ့ဆရာတော်ဖြစ်တဲ့ဝင်းနေမိဒါယုံចောင်းတိုက်ဆရာတော်ခေါင်းငိုက်စိုက်ကြပြီးတော့အသက်မရှိတော့ပါဘူးဝိုင်းပြီးတော့ဖောကားပေါ်ကနေပြီးတော့ပြစ်လိုက်တာခုနှစ်ချက်ရှစ်ချက်လောက်ရှိပါတယ်ဝင်းနေမိဒါယုံဆရာတော်ကတော့တဘောကတခန္ဓာရုပ်သိမ်းသွားပါတယ်ဖျားတပည့်တော်ကတော့ခေါင်းကိုကားရဲ့မှန်စထိမှန်ခဲ့ပါတယ်ဖျားတပည့်တော်အပြင်ကိုရောက်တဲ့အခါမှာခမည်းတော်ရက်ဆက်လာကြည်လားဗျာဖုန်ကြီးတွေကိုဒီလောက်ရက်ဆက်ရသလားလို့ဖောကားပေါ်မှာပါလာတဲ့ 新鲜表演盐，三包；三大瑞包，一色拉京两手了。 ရှင်ဖျားတို့ကဖုန်ကြီးမှမသိလို့ပါကားတကားလည်းပိတ်ထားတော့ရန်သူရဲ့ကားထင်ပြီးတော့ပြစ်လိုက်တော့ပါဖျားဆိုပြီးတော့သူကိုယ်တိုင်ဝန်ခံခဲ့ပါတယ်လို့ကံ30ပရိယတ်တိစာတင်လိုက်ဆရာတော်ဗဒ္ဒနာဂုဏီကဘိဝင်သားကမိန်ကြားခဲ့ပါတယ်အခုလိုပြစ်ခတ်ပြီးတဲ့နောက်မှာအကြက်ဘက်စစ်ကောင်းစီတပ်သားများကကံ30ဆရာတော်ကိုငန်းစုံမြို့နယ်ပကြီကံမရွာကိုကြွချီခွင့်မပေးပဲဖုန်းများကိုတင်းယူခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့ဆရာတော်ကိုစစ်ဆေးမေးမြန်းမှုများအကြိမ်ကြိမ်ပြစ်လုခဲ့တယ်လို့သိရပါတယ်ဇော်လာ20ရက်နေ့မနက်4နာရီအချိန်မှာတော့ဆရာတော်ကြီးရဲ့ရုပ်ကလပ်ဟာ ပဲခိုးမြုပ်ဝင်းနေမိတာယုံចောင်းတိုက်ကိုပြန်လည်ရောက်ရှိလာပြီးဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမေဒီယာမျိုးနယ်ပြည်သားအေးကြီးရွာကိုအကြမ်းဖက်စစ်ကောင်စီကမီးရှို့ဖျက်ဆီးနေတဲ့အချိန် PDF တပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ရာစစ်သားများဟာထွက်ပြေးသွားပြီးတော့ခဲယမ်းတချို့ကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ16ရက်နေ့နေ့လယ်2နာရီခန့်ကအကြမ်းဖက်စစ်ကောင်စီရဲ့ဖောကား3စီးပါတဲ့အင်အား80ခန့်တောင်တငါကြီးရွာကဖောကား2စီးပါတဲ့အင်အား90ခန့်နဲ့ ရေနသာကျေးရွာကပြူစောတိအင်အား20ခန်းကိုပူးပေါင်းထားတဲ့စစ်ကြောင်းဟာရေနသာကျေးရွာရဲ့အရှိတ်အမှာကားများကိုရက်ပြီးတော့ခြေတော်ရွာကနေပြီးတော့မြို့တင်ကျေးရွာဘက်ကိုစစ်ကြောင်းထုတ်ဝင်ရောက်ပြီးပြန်လည်ထွက်ခွာလာတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ၎င်းတို့ပြန်လည်ဆုတ်ခွာလာတဲ့လမ်းမှာရှိတဲ့ပြည်သာအေးကျေးရွာကိုဝင်ရောက်စီးနှင်းပြီးတော့နေအိမ်များကိုမိရှုဖျက်ဆီးနေတဲ့အချိန်တော်လိုင်းပူးပေါင်းတပ်ဖွဲ့များကလက်နက်ကြီးများနဲ့စတင်တိုက်ခိုက်ခဲ့ပြီးတော့တိုက်ပွဲဖြစ်ပွားနေတဲ့အချိန် အကြမ်းဖက်စစ်ကောင်စီတပ်သားများကကျေးရွာအတွင်းကနေပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါဗျ။အခုလိုထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုပြည်သားရေးကျေးရွာရဲ့အနောက်မြောက်ဘက်အရောက်မှာတော်လိုင်းတပ်ဖွဲ့များကထပ်မံဂျားဖြတ်တိုက်ခိုက်ခဲ့ရာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီနဲ့တော်လိုင်းတပ်ဖွဲ့များဟာလက်နက်ကြီးလက်နက်ငယ်များနဲ့မိနစ်30ကျော်အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာအထိနာနေတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုရှိခဲ့တော့လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီဘက်က87မမလက်နက်ကြီးအဖူတဖူ83မမ RPG အဖူ3ဖူ85မမ RPG အဖူတဖူ G3 ကြီး19တောင်း 5.56G 63တောင်းစီတဘုံနဲ့ Redmi အမျိုးအစားဖုန်းတစ်လုံးတို့ကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာတော့ ျွန်တော်တို့အနေနဲ့ကနှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုတော့ရှိခဲ့ပေမဲ့အသေးအပြောက်စည်းရင်းကိုတော့သတင်းလိုက်နေတုံးပဲစစ်ခွေးတွေဈေးကနေလဲကျွန်တော်တို့အနေနဲ့လက်နက်ခဲယမ်းတချို့ရရှိခဲ့ပါတယ်စစ်ခွေးစစ်ကြောင်းကတော့မဒီယာဘက်ကိုပြန်ခောက်သွားပြီးတော့ရေနတာကပြူစောထီတွေကတော့သူတို့ရဲ့နေရာဖြစ်တဲ့ရေနတာစခန်းထဲကိုပြန်ဝင်သွားတယ်လို့မိုးချိုးပြောက်ကြားပြီးသူကကွဲတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုတိုက်နယ်သုံးပါကဖများဖြစ်ကြတယ်မိုးချိုးပြောက်ကြားပြည်သူ့ကာကွယ်တပ်ဖွဲ့၊ငကားညီနောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့၊မရရမြို့နယ်ပကဖ မဟာတပ်ဖွဲ့နဲ့ကြက်တဲ့နဲ့စစ်ကြောင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့မီးရှို့ဖျက်ဆီးမှုကြောင့်ပြည်သားရေးကြေးရွာမှာရှိတဲ့ပြည်သူပိုင်းနေအိမ်၈လုံးမီးလောင်ပြာကျခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပီတင်ဆက်ပေးရမယ်တိုက်ပွဲတရင်ကတော့ဇဂိုင်းတိုင်းပလဲမြို့ထွေအုပ်ရုံးမှာကျင်းပနေတဲ့ဗိုလ်ကြီးတအုပ်ရဲ့မင်္ဂလာဆောင်ကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဇွန်လ19ရက်နေ့မွန်လွယ်12နာရီအချိန်ကနေတနာရီ30မိနစ်အထိ ပလဲမျိုးထွေဦးရုံးမှာကျဲပါနေတယ်ခလာရ3-3တရင်ကဘိုကြီးလှိုင်မျိုးဆိုရင်အင်မတီရွာတို့ចောင်းစီယာမမာလာစီတို့ရဲ့မင်္ဂလာဆောင်ကိုတော်လိုင်းတက်ဖွဲ့များက40မမ60မမ60မမပေါင်300လက်နဲ့ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်းလက်နဲ့ကြီးလက်နဲ့ငယ်များ စနိုက်ပါများနဲ့ပြန်လည်ပစ်ခတ်ခဲ့တော့လဲတော်လိုင်းရဲဘော်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွဲတွေထိကိသေးဆုံးမှုရှိမရှိတော့အတိမပြုတ်နိုင်သေးဘူး။တော်လိုင်းရဲဘော်တွေဘက်ကတော့အထိကိမရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ချင်းတွင်တိုနီယာ PDF ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုချင်းတွင်တိုနီယာ PDF ရဲမာဝင်ခရိုင်တိုက်ရဲ26ခွဲနှစ် Round Tiger People နဲ့ရဲမာဝင်ခရိုင်တိုက်ရဲ71စက်တင်နယ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းချောင်းဦးမြို့နယ်မုံရွာမန္တလေးလမ်းမမှာရှိတဲ့ ဘတ်ဆုံဝင်းမြွေတက်အနီးမှာရိတ်ခါပုတ်အကြမ်းဖက်စစ်ကောင်းစီရင်တန်းကိုကြားပြတ်တိုက်ခိုက်ရာကားသုံးစီးမီးလောင်ပျက်စီးသွားပြီးတော့စစ်သား၃ဦးထက်မနည်းတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ20ရက်နေ့မနက်9:40မိနစ်အချိန်မှာမုံရွာဘက်ကနေပြီးတော့ချောင်းဦးမြို့ဘက်ကိုထွက်လာတဲ့ကားငါးစီးခန့်ပါတဲ့ရိတ်ခါပုတ်စစ်ကောင်းစီရင်တန်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကဘတ်ဆုံဝင်းမြွေတက်အနီးကိုအရောက်မှာကြားပြတ်တိုက်ခိုက်ခဲ့ရာထောက်ပုတ်ရင်တစည်းအပါဝင်ကားသုံးစီးမီးလောင်ပျက်စီးပြီးတော့ရင်ပေါ်မှာပါလာတဲ့စစ်သား၃ဦးထက်မနည်းတေဆုံးခဲ့တယ်လို့သိရပါတယ်။လက်ပစ်ဘုံ နဲ့အနီးကပ်ပြက်ထဲတာအတော်ထိသွားတယ်မိတွေပါလောင်သွားတာလက်နဲ့ကောက်မလို့နောက်ရင်တန်းကဒရဆက်ပြက်ခတ်နေလို့မကောက်နိုင်ခဲ့ဘူးရဲဘော်တွေအားလုံးကတော့ဘေးကင်းပါတယ်လက်နဲ့ငယ်တက်လက်တော့ဆုံးရှုံးသွားတယ်တိုက်ပွဲတွေကဆက်ဖြစ်နေတဲ့အတွက်အကူအညီတွေလည်းတကယ်လိုအပ်နေပါတယ်ဒီတိုက်ပွဲဆိုရင်လည်းတကယ်ကိုထိရောက်မှုရှိတယ်ဒါပေမဲ့လက်နဲ့ငယ်တက်လက်ဆုံးရှုံးလိုက်ရတဲ့အတွက်တက်လက်ဆိုတက်လက်ဆုံးရှုံးမှုကကြီးမားပါတယ်လို့အနောက်တွင်ပြည်တော်လိုင်းအင်အားစု APRF ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ် ၎င်းတိုက်ခိုက်မှုအပြီးမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကအနီးနားပတ်ဝန်းကျင်ကိုလက်နက်ကြီးနဲ့အချက်ပေါင်းများစွာပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုအနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု NPRF Children Land Defense Force Area 71စီလုံးညင်ညွတ်တဲ့ပြည်သူ့တပ်မတော် UPA နဲ့ PLA တပ်ဖွဲ့တို့ပူးပေါင်းစွာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိခဲ့တော့လဲလက်နက်ငယ်တစ်လက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ်။တရင်ကတော့ရခိုင်ပြည်နယ်အမ်းမြို့နယ်တဲကန်းထောင်းရွာကိုအချမ်းဘတ်စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အသက်၄နှစ်အရွယ်ကလေးငယ်တအူးအပါဝင်ပြည်သူ၃ဦးတိတ်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇော်လာ20ရက်နေ့မနက်7:00နာရီကမှတေကန်ထောင်းရွာကိုအကြမ်းဖက်စစ်ကောင်စီက Jet Fighter ဒဇင်းနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ပြီးတော့အသက်၄နှစ်အရွယ်ကလေးငယ်တအူးအသက်18နှစ်အရွယ်တအူးနဲ့အသက်25နှစ်အရွယ်တအူးတေဆုံးခဲ့ပြီးတော့နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဇော်လာ20ရက်နေ့7:00နာရီလောက်ကလေကြောင်းကနေပြီးတော့လာပစ်တာပါတိုက်ပွဲဖြစ်တာမရှိပါဘူး။ဒီတိုင်းလာပြီးတော့ဘုံးကျဲသွားတယ်။ကျွန်တော်တို့အိမ်သားကမိသားစု၃ယောက်ပါ။နေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားပါတယ်။နောက်ထပ်၂ယောက်ကတော့ဒဏ်ရာရပါတယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်။တေဆုံးသွားတဲ့၃ဦးလုံးဟာ တဲကန်းထောင်းကြီးရွာကမိသားစုဝင်နေဖြစ်ပြီးတော့အသက်၄နှစ်အရွယ်မောင်နေမိုးထက်အသက်၁၈နှစ်အရွယ်ရှိတဲ့မတ်မေစင်အေးနဲ့အသက်၂၅နှစ်အရွယ်ကိုတန်းဝင်းနိုင်တို့ဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်ကြီးရွာနေပြည်သူအသက်၄၆နှစ်အရွယ် ဥမောင်ပူနဲ့အသက်69နှစ်အရွယ်ပြည်သူတို့ဟာလည်းခန္ဓာကိုယ်အနှံ့မှာထိခိုက်ဒဏ်ရာများရရှိပြီးတော့တဲကန်းထောင်းရွာကနေအိမ်လေးလုံးထဲမှနေပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ဇွန်လ19ရက်နေ့ကလည်းမြေပုံမြို့နယ်တုတ်ချောင်းကြီးရွာကိုအကြမ်းဖက်စစ်ကောင်စီက Jet Fighter တစ်စီးနဲ့ဘုံးကျဲတိုက်ခိုက်မှုကြောင့်ကလေးငယ်တအူးအပါဝင်အရသားပြည်သူ2ဦးသေဆုံးခဲ့ရပြီးတော့5ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲပြီးခဲ့တဲ့ဇွန်လ18ရက်နေ့မနက်ပိုင်းမှာလည်း တောင်ကုန်းမြို့နယ်ဗရင်တိုက်နယ်ကံစိတ်ကျေးရွာကိုစစ်ကောင်စီက Jet Fighter 4ရင်နဲ့လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့်စေကျော်တပ်အရွယ်မင်းကလေးငယ်2ဦးအပါအဝင်5ဦးသေဆုံးခဲ့ရကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတပ်နိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ